တောက်ကြတာသမီးမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုနိုဝင်ဘာလအတွက်တလသာဟောသရံကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာနိုင်ငံရဲ့ခြားလူမျိုးခြားနဲ့ပတ်သက်တဲ့ကိစ္စများထူးထူးခြားခြားအဆင်ပြေအောင်မြင်နိုင်ပါတယ်နိုင်ငံရဲ့ခြားသွားဖို့စီစဉ်ထားတဲ့သူဆိုရင်ဒီကာလမှာမိမိကြိုးစားသလောက်အရာထင်မဲ့ကာလဖြစ်ပါတယ်ခင်ဗျာမိမိအိမ်ပေါ်ဘူး မွေတက်တဲ့နမိတ်တွေ့ရင် စီးပွားတက်ပါလိမ့်မယ်မိမိလက်ရှိလုပ်နေတဲ့အလုပ်မှာတော့စိတ်မပါဘဲနဲ့ဖြစ်နေတတ်ပါတယ်လက်ရှိလုပ်နေတဲ့အလုပ်ကနေထွက်ချင်တာပြောင်းနေတာဒါမျိုးတွေကြုံနေရတတ်ပါတယ်ပြောင်းတော့မပြောင်းတင်သေးပါဘူးပြောင်းရင်လည်းနောက်လုပ်မှာမိမိစိတ်တိုင်းကျဖြစ်ဖို့ခဲရင်တတ်ပါတယ်ခင်ဗျာငွေကြေးနဲ့ပတ်သက်ပြီးတော့မှ ရှိတဲ့ငွေရတလဟောထွက်နေတာရစရာရှိတဲ့ငွေတွေမရတာကိုကပေးစရာရှိတဲ့ငွေတွေမပေးနိုင်တာငွေကြေးနဲ့ပတ်သက်ပြီးတော့မှအခက်အခဲကြီးကြီးမားမားကြုံရတတ်တာလေဒီလိုကာလမျိုးဖြစ်ပါတယ်ဒါကြောင့်ငွေကြေးနဲ့ပတ်သက်ပြီးစွန့်စားရတဲ့အလုပ်တွေဒီကာလမှာပြုလုပ်ဖို့မတင်ပါဘူးမရည်ပဲမထက်မှတ်ဖဲနဲ့အဖိုးတန်နဲ့စစ်ပစ္စည်းစိန်ခံပစ္စည်းစတာတွေတော့ဝင်ရောက်လာနိုင်ပါတယ်ခင်ဗျာ မိမိပိုင်နဲ့ရွှေလဲဝရဏာပစ္စည်းတွေအကြောင်းမျိုးမျိုးနဲ့ပြစ်တက်ထွက်တက်တာလဲဒီလိုကာလမျိုးပဲဖြစ်ပါတယ်။သာသမိရှိရင်သူတို့အတွက်စိုးရင်တော့ကများတက်ပါတယ်ခမညာ။မိမိခင်မင်းနေတဲ့မိတ်ဆွေဆရာသမားစာရာတွေအတွက်အနှဲငယ်စိတ်ညစ်စရာ ပေါ်ပေါက်တက်ပါတယ်။မိမိမရောက်ဖူးတဲ့ရတ္တိတာမျိုးတွေကိုခရီးသွားတက်ပါတယ်။အဖို့ခီးမျိုးလည်းဖြစ်နိုင်ပါတယ်။ ူတစ်ပါးအတွက်အဖို့လိုက်ပေးရတဲ့ခရီးမျိုးတွေစီးပွားရေးအတွက်မထင်မှတ်ဖဲသွားတဲ့ခရီးမျိုးတွေကြုံတွေ့ရတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာဒီကာလမှာစိတ်လဲပင်မတတ်တဲ့စိတ်လေးစိတ်မောစရာတွေစိတ်ရှုပ်စိတ်ရှုပ်စရာတွေများနေရတတ်တဲ့ကာလဖြစ်ပါတယ်မိမိမှာစိတ်ကူးအကျဉ်းစီတွေရှိပေမဲ့အကောင့်ထဲပေါ်ဖို့အခက်အခဲအထက်အငော့များနေရတတ်တဲ့ကာလဖြစ်ပါတယ်ခင်ဗျာ ကံကောင်းသေးတဲ့ကဏ္ဍကတော့ခွန်ကဏ္ဍငါးကဏ္ဍဖြစ်ပါတယ်ကံကောင်းသေးတဲ့အယောင်ကတော့နစ်ပြာယောင်ခယံယောင်ဖြစ်ပါတယ်အခြေရင်းနဲ့ပတ်သက်ပြီးတော့မှအကြီးအကျယ်စိတ်ညစ်ရတတ်တဲ့ပြဿနာတွေပေါ်ပေါက်တတ်တဲ့ကာလဖြစ်ပါတယ်ခမညာအိမ်နွေးရဲ့အိမ်နောင်ကြီးမှာဆိုရင်တဘူးတဆူဆူနဲ့စိတ်တော့ကရောက်เสียရတွေညားနေရတတ်ပါတယ် ဒီကာလမှာကြုံတွေ့ရတဲ့အညံ့အခိုက်တွေပြေပျောက်ပြီးကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်စနေနေ့မနေ့စောစောမှာမိမိရဲ့အိမ်ဖျားမှာနွားနုတ်ခုနှစ်ခွက်ကပ်လို့ပူဇော်ပြီးဆုတောင်းရပါတယ်ခင်ဗျာ။